ြစ်လို့စတာနားတယ်အပိုင်းချအတိတ်ပဲဖော်ဆောင်ရန်ခက်ခဲလာသောအပြုံတို့နဲ့ဝီစာနေသောလောကကြီးတဲ့စိတ်ကူးရွလွင့်သူများသည်တနာကျင်နာပွဲကောင်းသောမျက်ရည်လက်နက်နဲ့ဖြတ်တန်းလာကြသည်နေဝင်တော့မည်ဟောင်းနှွမ်းဦးမင်းခဲ့ပြီးဖြစ်သော နေ့တနေ့နောက်ဆုံးလေပတ်ချိန်တွင် မလက်ဆက်သည်များကိုထပ်ပြစ်ခဲ့ရန်နှင့်အသည့်တို့ကိုအဆပြုရန် နေမင်းသည်ထွက်ပြူစလာမင်းအားမျက်နာပေါ်တွင် အနှရေပေးနိုင်သော ရန်တရားများတက်ဆင်ထားသောနှခမ်းညီမလေးရဲ့ကြောင့်တည်င်းစကားပါလီတော်သည်နောက်တနေ့နဲ့ဈေးမောင်းရောက်သွားခြင်းသူမကအဆောင်ရှိမှအသင့်တွေ့ရသည်ဖရာတော်မီမို့ထင်မြမဆန်းဆန်းဝစ်စုံလေးကိုယိုယိုလေးဝေထားပုံက တမျိုးလှနေသည်လင်းလင်းထိုက်ကမအားလူတဲ့ဧတား မြည်သူမှမမီးပါပဲ။အိုးမလုံးအောင်ပွင့်စွာနဲ့အံ့ကြလာတဲ့ဇကားများ။သူမကရဲရင်နဲ့ဘသူကမှရိုက်မစစ်ပါဘူး။လင်းထိုင်မလာဘူးဆိုတာသိပါတယ်။အဲ့ဒါကျွန်ုပ်ကိုလိုက်လိုက်လိုက်ခဲ့လီ။သူမကမျက်လွာချ၍လည်းမဟုတ်မျက်လွာပင့်၍လည်းမဟုတ်ဖေဘာမှမထူးခြားသလိုပင်ပြောသည်။ထိုနေ့ဇီမောင်ဖျားပေါ်သူ မိန်းကလေးတစ်ယောက်နဲ့ပထမဦးဆုံးချင်းရောက်ဖူးချင်းပင်သူမကဖះကိုသုံးဖက်ပက်ပြီးကြာသာပရိထောင်မှာကြမြင့်စွာဖះရှင်ခိုးသည်ပြီးမှ လေးများတုံတုံတိုက်နေသောဇောင်းနန်းထောင်စွန်းတွင် ထိုက်မိကြသည်သူမကတော့အပေါ်စီးမှနေ၍လမ်းမပေါ်ဖြတ်သွားသည့်များကိုငေးနေသည် သူကတော့သူမကိုငေးလျက်ဖះကိုကြာသာပရိနေတိုင်းရောက်တာပဲလားဟင်း 哦သူမကအခုမှတရိယဟန်နဲ့ပြန်ကြည့်သည် မမှန်ပါဘူးကျောင်းမှာပရဒီကယ်ရှိတဲ့အခါနဲ့တိုက်နေရင် မရောက်ဖြစ်ဘူးဖယားနဲ့ပရဒီကယ်ဘဲဟာအရေးကြီးလဲသူမသိပါဘာရီစုတောင်းလဲသူမကရေပါသည်နာရေရင်နှစ်ပင်လင်းထိုက်ကိုမြစ်တာပို့တယ်ဘာလို့လဲခင်လို့လားမဟုတ်ပါဘူးမြစ်တာစူးအောင်လို့ နှစ်ယောက်သာပြန်တူရေမိကြသည် သူစကားကအတီလာနောက်နေရလားမသိသူလည်းအတတ်နိုင်ဆုံးစကားမရှိ စကားရှာရင်းနဲ့အချိန်ရရန်ကြံစီနေရသည်ရွာကဘသူကမှတတိမရဘူးလားသူမကဝေ့ကြည့်သည်ပြီးနောက်ခေါင်းငိမ့်ပြီး အရှိဘက်ကပြန်လှည့်သွားသည်လှမောင်ကြီးကတော့တတိရသည်သူမစကားကြောင့်ဈေးမောင်မျက်မောင်ကြုံသွားရသည် လှမောင်သူ့ရဲ့ရေရွတ်တန်းကိုသူမကကောင်းညင်ရင်နဲ့ဟုတ်တယ်လှမောင်ကတိတ်ချဖို့ကောင်းတာလှမောင်ရေလူခေါ်လိုက်ရင် သူ့ကျမကနန်းကျင်လို့ပြည်ပြည်လာတယ်နောက်သူ့မလည်းမိမရရဲ့အများကြီးပဲဘလူသူမရဲ့စကားကိုသူတခုမှ နားမလဲဖြစ်နေရသည် ထို့ကြောင့်လှလှမောင်ဆိုတာအော် ။အိမ်မှာမွေးထားတဲ့ကြက်ဖာကြီးလေးအမွေးရီလေးအများကြီးပဲလှမလှ။သူ့ကျမကိုတွေ့ရင်ကယောကယောနဲ့ဩတော့တာပဲ။အဲ့ဒီအချိန်ကျရင်လေသူ့မိမတွေကလည်းသူ့စိတ်လွတ်တယ်။အော်အခုမှလှမောင်ကိစ္စဇက်ကြီးလေတော့တယ်။ရွာသားကြီးမဟုတ်တဲ့အတွက်ရင်ထဲမှာလည်းအလုံးကြီးကျသွားတယ်။အဲ့ဒီအချိန်မျိုးမှာဟဲ့လှမောင်ကြီးရေလာလာလို့ခေါ်လိုက်ရင် သူကပြေးလာတော့တာပဲ သူမှတပြင်းချပြန်သည် အခုချိန်ထိတော့တခါတလေကြရင် နားထဲမှာလှမောင်းအတန်ကြားနေရတော့မေဟောအခုတောင်ကြားနေရပြီသူမကနတ်သေးဆက်မှဇပင်များကိုဖယ်ပြီးအသေးချနားစွင့်သည် သူပုံစံကကြက်ော်တန်ကယောကယောကြီးတကယ်ကြားနေရတဲ့ပုံအခုအဲ့ဒီလမောင်ကြီးရောရှိသေးလားလင်းထိုက်ချက်စားလိုက်တယ်လေကြည့်လို့ကမရဘူး ငိုလိုက်ရတာပြုံးမနေနဲ့သူ့အိမ်မှာဟင်းကောင်းလို့ဆိုပြီးလာပို့တာထမင်းစားနေတော့လှမောင်ကြီးပေါင်ကိုကြိုက်ပြီးငိုတာလေဘလူသူဘာဆက်ပြောရမှမသိမွေးတာကတရချက်စားတာကတရသူမကသာဆက်၍အဲ့ဒီတဲကမြစ်တာပို့နေတာမြစ်တာစူးပါစေလို့ကြည့်လို့ကိုမရဘူးသူမကခံစားခြင်းနဲ့ပြောနေတာလား နောက်နေတာလားမခွဲကြနိုင် ရုပ်ကဘာမှလည်းမပြောင်းလဲဈေးမောင်းတိလားရွာမှဆိုရင်လေညဘက်ဆိုဒီလိုပဲဖះဘော်တငယ်ချင်းတွေ စုထိုင်ပြီးကောင်းကင်ဘော်မော့ကြည့်ရင်နတ်သမီးရှာကြတာဘလူနတ်သမီးရှာတာနတ်သမီးကတကယ်ရှိလို့လားရှိတယ်တွေ့ရခဲ့တယ်ညဘက်ဆိုနတ်သမီးတွေက လက်ဆွဲမိရင်လေးတွေဆွဲပြီးသူတို့ကောင်းတွေကိုလိုက်ရှာတာ သူမပြောနေတာဟုတ်သီလားမဟုတ်သီလားမသိပဲဒီအတိုင်းအကြောင်းသားနားထောင်နေရသည်နတ်သမီးတွေကကောင်းခင်ပေါ်ပြန်လာတိတ်မြန်လာသူတို့သွားပြီဆိုသူတို့မိရင်အယောင်လင်းကနေတွေ့ရပြီခဏလေးနဲ့ပြောက်သွားရအဲ့ဒီအချိန်မှာဆူတောင်းရင်ဆူတောင်းပြည့်တယ်တဲ့အော်ကြဲကြွေတာကိုပြောတာလားဟေးဖွက်ဖွက်အဲ့လူမပြောရဘူးသူမကသူ့လက်ကိုရိုက်ရင်းပြောသည် အဲ့ဒါကြဲကြွေတာမဟုတ်ဘူးနတ်သမီးကလက်ဆွဲမိရင်ကိုမီးမြင်ပြီးတော့သူတော်ကောင်းရှာနေတာဟောဟိုမှာဟိုမှာတွေ့ပြီးဆုတောင်းဆုတောင်းလူမရဲ့အလောတကြီးစကားကြောင့်ဈေးမောင်းလေးကြောင်ပြီးမျက်လုံးမိ၍ဆုတောင်းနေမိသည်သူနဲ့ငါနဲ့ညာပါစေသူနဲ့ငါနဲ့ညာပါစေနဘေးတွင်တခိခိရေသံကြားရသည်လှဲကြည့်လိုက်တော့သူ့ကိုကြည့်ပြီးရေနေတော်သူမှာ ထိုတော့မှတရိယာပြီးအာဘဲပေါ့ရနေကင်းပိုင်းကြီးရေကဘလူလုတ်ကြွေမှလဲသူမကဘာမှပြန်မပြောပဲရေရွေသားနေသည်ဘာရဲ့မဟုတ်ဇီမောင်လဲရွှေမြူစွာရေမိသည်နင်းလဲလင်းထိုင်နဲ့ပေါင်းပြီးကြက်တက်နေပြီသူမကရေရွေသားနေသည်ဘာပဲပြောပြောချစ်သူနဲ့စကားအများကြီးပြောပြသည်ကပျော်စရာပင် မတွေ့ရမနေနိုင်သောစိတ်က ဘေကဘလူအစပြုခဲ့သည်တော့မသိအလိုလိုနေရင်းနဲ့မတွေးပဲလေစိတ်ကူးတဲ့စူးမှုနေတော့သူမရဲ့ရုပ်ပုံမှာမခေါ်ပဲရောက်နေတတ်တဲ့ပြင်စလက်လူပဲခေါ်ရမလားတကယ်ချစ်မိပြီဆိုမှဖြင့်တွားလဲဒီစိတ်စားလဲဒီစိတ်နဲ့အရာရာတိုင်းကချစ်သူရဲ့ပုံရိပ်သာလွှမ်းမှုနေတတ်ဒီမဟုတ်ပါလားဂျိုတင်ကြံစီထားခြင်းမဟုတ်ဖဲ ခြေလမ်းများကရောက်နေကြနေရာများကျော်တော့ပြီးချစ်သူရှိရာရောက်လာသည်ကဘာကြောင့်ရမသည့်နေစဉ်ရက်ဆက်ဆိုသည်လိုရောက်နေတတ်ပြီးຢာလာသည်နှင့်မြတယောက်နှင့်တယောက်ဆက်နွယ်နေသောတန်ရုံးစဉ်ကျူးများပုံမူခိုင်မာလာခဲ့ပြီးအနစ်နာခံမှု အနုနာခံမှုနှင့်ယူသားခြင်းများကမိမ့်မပြူတယောက်ရဲ့အခြေစိတ်ကိုနိုးကြွစေရန်အခြေခံလက်နက်ကောင်းများပင်မဟုတ်ပါလား နင်စင်းစားဟုနော်လင်းထိုက်တွင့်နေကြနေရ၌မထင်မှတ်သောအတန်ကြရ၍ဈေးမောင်ကြီးလည်းများရက်တန်သောသည်လင်းထိုင်သူဘလူကြောင့်ဒီနေရာရောက်နေပါလေဇဝေးသဘာစိတ်နှင့်ဈေးမောင်ကတစ်ပင်နောက်အသာအရာချင်းကပ်လိုက်သည်အာဘာစင်းစားစရာလူလူလဲဘေးပေါက်ရဒါကအဖြစ်ယူဖြစ်စင်မဲကောင်းလေးနဲ့ကောင်းမလေးတွေ့ကြတယ်ကြတော့တန်ရောစင်ဖြစ်ကြတယ် ဒါပေဟာဟဲ့အခုဟာကငါလီ လင်းထိုက်ထံမှ ရေတံကြရသည်ဇီမောင်ကသူတို့ထံမှသွားသည်ပဲတစ်ပင်အကွယ်မှနေ၍တိတ်ဆိတ်စွာနားစင်နေလိုက်သည်ဘဲပေါက်ရေဘာမှတွေးမနေပါနဲ့ဒါရီကအပေါ်ရန်တွေပါကြာရင်သူ့ဟာသူစိတ်ပြက်သွားပါလိမ့်မယ်သူစိတ်ပြက်မပြက်တော့မသိဘူးငါတို့နှင့်ကိုစိတ်ပြက်နေပြီလင်းထိုက်လင်းထိုက်က အာရဘာရထက်ရည်သည်ဒါကလည်းအခုမှမမဟုတ်တာဟိုးငယ်ငယ်လေးတွေကနေငါကိုစိတ်ပြည့်နေကြပဲမထူးဆန်းတော့ပါဘူးကဲငါသွားလိုက်ဦးမယ်နင်လည်းစိတ်ပြည့်လက်စားနဲ့ဆက်ပြည့်လိုက်တော့နေုံလေးထိုက်ငါမေးစရာရှိသေးတယ်နောက်မှမေးတော့ဘေးပေါက်ရာငါကိုမြမောင်နဲ့အရေးကြီးကိစ္စချိန်ထားလို့ကဲသွားလိုက်ဦးမယ်ဟုဆိုကဘဲပေါက်မတားနိုင်မီ ်ခတ်တုတ်တုတ်ချီလန်းနဲ့ထွက်သွားတော့သည်ဇီမောင်ကသာလင်းထိုင်မမြင်အောင်တစ်ပင်အကွယ်မှနေ၍ငြိမ်သက်နေလိုက်သည်တိတ်မကြခင်အချိန်တွင်ရှိုက်တန်တဲ့တဲ့ကြားရသည်တူလျော့သောရှိုက်တန်အတန်မထွက်တော်လေရင်းနေကလာသောရှိုက်တန်မှုကောင်းစွာကြားနေရသည်ဇီမောင်ဆက်လက်ဘုံွယ်နေ၍မဖြစ်တော့ချစ်သူငူတန်ညီသူကအရသာခံ၍ နာစင်နိုင်အန်နီထွကြဘဲပါအင်းဈေးမမျက်ရည်များဝေဝဲစွာနဲ့အံ့အားသင့်ကမော့ကြည့်သည်နေငိုနေရလားငိုနေရတွေ့လျက်နဲ့မလူအဖဲမေးမိသောမေကွန်းဘဲပေါက်ကရှက်ပြုံပြုံရင်မျက်ရည်တုတ်ကအဲ့လိုလဲမဟုတ်ပါဘူးလင်းထိုက်နဲ့ဘဲပေါက်ကမျက်ရည်ကြားကပြုံးလိုက်ရင် အော်တွေ့လိုက်တယ်လားဇီမောင်ကဒိတ်စိတ်စွာငေးကြည့်နေမိသည်သူမကသာဆက်၍ရံဖြစ်နေရလေထုံးစံအတိုင်းပေါ့ဒါပေမဲ့အခုတော့ပြီးသွားပါပြီမြေဝန်မှမျက်ရည်စများနဲ့ဆိုတော့ညာအတန်ကိုအတက်နိုင်ဆုံးပျော်ရွှင်ဟန်ပြုနေရပုံရသည်တယောက်ထဲလားအင်းလေဇီမောင်ကခက်မြန်မြန်ပင်ကောင်းကြီးလိုက်သည် ဘယ်တွေကရောက်နေရလဲ။သူမကငကိုဟန်နှစ်ပင်ရဲရဲပြုံပြုံမေးသည်။ဇီမောင်ကတပြင်းချရင်းနဲ့အခုနာကပါပဲမကြသေးဘူး။လင်းထိုက်ပြန်ထွက်တော့မှ။အော်သူမကရှက်ကိုရှက်ကန်အမူအရာနဲ့မျက်လွာပင်ကြည့်သည်။မလွတ်ပါပဲလက်ထဲကလက်ကင်ဘဝလေးကိုလုံချီနေသည်။လက်ဖက်ရည်ဆိုင်သွားထိုင်ရအောင်လေ။ဇီမောင်ရဲ့စကား သူမကနာယီကိုကြည့်၍အင်းအတန်းချိန်နီးနေပြီဟုတ်လားဇီမောင်ကပါနာယီကြည့်ရင်ရေရွတ်သည်ဒါဖြင့်သွားကြရအောင်လေအတန်းရှိထိလိုက်ဖို့ပြီမဲနယောက်သားဘေကျင်းရှင်လည်းပြန်ထွက်လာခဲ့ကြသည်ညီညာသောမြခင်စိန်လီများကသူတို့ချေရင်ဝေဆင်းနေကြသည် တခိခိနှင့်သူမထံမှရေတံကြရသည်ဇီမောင်ကမျက်မှောင်ကျုံ၍ဘာရေတာလဲ သူမကဆက်ရဲလိုက်သေးသည်အရဲကြမအပြုံးမျက်နှာနဲ့ရှက်လူရဲတာဘာကူရှက်တာလဲငုံနေတာသူမြင်သွားလို့ဈေးမောင်ဘာပြန်ပြောရမှန်းမသိစိတ်ထဲတွင်တော့အော်မိန်းကလေးများက ရှက်ရင်လဲရဲတတ်ကြတာပဲဟုသာကလေးငယ်တယောက်လိုပင်ရှိရှိသမျှအစ်စ်ပင်များကိုလက်နဲ့လိုက်ထီးရင်ကိုယ်ကိုယ်ကောက်ကောက်သွားနေသည်တခါတည်းရန်၌ဈေးမောင်ပဲ ပြန်လှည့်ကြည့်ပြီးအเจ้าမဲတခိခိနဲ့ရင်နေသေးသည်ကျောင်းနာပြန်ရောက်တော့မှ လွဲအိတ်ကိုကြောပေါ်သို့ဆွဲတင်ကမြောက်ကျွားမြောက်ကျွားနဲ့ရှောက်သွားသည်ဇီမောင်ကတော့ခက်ဖြီးဖြီးခက်လီလီနဲ့သာ သူမနောက်ကလိုက်နေရသည် သူမခြေလန်းရက်တန့်သွားသည်အိုးအတန်းရှိတောင်ရောက်နေပြီကိုဇီမောင်ခြေလန်းလေရက်တန့်လိုက်သည်လူတောင်းလာတော့နှုတ်ဆက်စကားဖြင့်သာနှုတ်ဆက်ရင်း သူမကရှင်လန်းစွာ အတန်းနဲ့ပြေဝင်သွားသည်ဇေမောင်ကသာတွေးဝီနေသောစိတ်အစဉ်နဲ့ရက်တန့်နေတော့နောက်တော့ထုံစံတိုင်းမထူးကြသောခီးစဉ်တစ်ခုတွေ့အပြန်လန်းသာခြေဦးပြန်လဲလိုက်ရသည်ဟဲ့ကောင်ဇေမောင်ငါကမင်းကိုလိုက်ရှာနေတာကွမိမိတို့အတန်းနာရောက်သည့်နေ့လင်းထိုက်ရဲ့အော်တန်ကြ၍ဇေမောင်ပြောတော်သည် လင်းထိုက်သူနဲ့အတူထိုင်နေသော တငယ်ချင်းများချာမှခတ်သွဲ့သွဲ့ထလာသည်ဘာကိစ္စလဲကွလင်းထိုက်ကဇီမောင်ရဲ့ပခုံးကိုလှမ်းဖက်ရင်းနဲ့သာသနာပြုကိစ္စပေါ့ကွာလာသွားမယ်ဟုဆိုရင်းနဲ့ဇွဲခေါ်သွားသည်ဇီမောင်ကသာဘူးမသိဘာမသိနဲ့လင်းထိုက်ဇွဲခေါ်ရလိုက်သွားရသည်နှွယ်နီရေကိုကကူလာတဘူးလားနင့်ကြီးတော့အေးဆိုင်ဖွင့်ထားတယ်သွားတာညီညီနိုင်တွန်တေးသိမ့်နဲ့ အေးမှတ်ထားအေးပါလူလိန်ရာဇောကြီးဒီနေ့ဘာလူဦးမလဲဝေဒန်တရားလူကလေးလူဖို့ပဲရှိတော်တယ်ဟိလင်းထိုက်လာရလန်ဤနေစီကနေပြန်သည်ဇီမောင်ကသာပကုံးဖက်ထားသော လင်းထိုက်လက်ကိုဖေးရင်နဲ့မင်းအဲ့ဒီလိုအော်သွားတာအလုံးအတိတ်ပဲရှိတာပဲလားလင်းထိုက်ကရေရင်နဲ့အေးဘောကအတိတ်ပဲမရှိရင် သူတို့ဘယ်တီမှလဲအခုကကိုမြမောင်ကြီးကိစ္စကိုကုသူပြုဖို့ဒီလိုလေးကွာကိုမြမောင်ကြီးကမင်းတငယ်ချင်းဘသူတင်းပြန့်အေးအေးအဲ့ဒီဇီးကွက်မကိုသူကမရမနေနိုင်လောက်အောင်ဖြစ်နေတာကွာအဲ့ဒီတော့အဲ့ဒီတော့ငါကကြားရဲကအောင်သွဲပေးမလို့ဟောဟိုမှာတွေ့လားလုပ်ငန်းအောင်စနေပြီ။ လင်းထိုင်ညွန်ပြရာကြီးလိုက်တော့ကိုမြမောင်တို့အဖွဲ့ကတင်းပြန့်ဤတို့အဖွဲ့ကိုရှိမှပိတ်ပြီးအပီပြောနေပုံရသည်တင်းပြန့်ဤတို့ကဟိုဘက်ကလက်ထွက်မလို့လှုပ်လိုက်ကိုမြမောင်တို့ကစီပိတ်လိုက်နေကိုယူဂါယာတွေဖြစ်နေသည်ဇီမောင်ဇီမောင်လာပါဦးတင်းပြန့်ဤကဇီမောင်ကိုမြင်သည်နှင့်ဝန်တာအာယာခေါ်သည် နောက်လင်းထိုင်ကတွေ့လားဒါကြောင့်ငါကမင်းကိုရှာနေတာ လာတွားရအောင်ဟုဆိုကဇီးမောင်ရဲ့ပခုံးကိုဖက်ကအတင်းဆွဲခေါ်သွားတော့သည်အိုင်စီကူမြမောင်အာပြီလားဗျလင်းထိုက်အတန်ကြားရ၍ကူမြမောင်မျက်နှာပြည့်သွားရသည်ပြီးနောက်ဒေါသထွက်သွားဟန်နဲ့အင်ဂျီလက်ကိုခောက်၍ဟဲ့ကငါမအားသေးဘူးလို့မင်းကိုဘယ်နှခါပြောရမှာလဲငါကိစ္စတွေဝင်မရှုံနဲ့ငါအမှုမဖြစ်ချင်ဘူးကိုမြမောင်စကားကိုလင်းထိုက်ကပြုံးလိုက်သည် ဇီမောင်ကတော့စူးရင်စိမ့်နဲ့ဒုံဒုံရင်ရင်လင်းထိုက်ကကိုမြမောင်နာဒုကက်ကအခုကိစ္စကခမရကိုကျွန်တော်ကကူညီမှာပါဗျဒေါသမကြီးပါနဲ့ဆိုကတင်းပြန့်ဤသူဘက်သို့ခက်တီတီနဲ့ပြန်လာ၍ဒီမဲစည်းွက်သူ့နာမည်ကဘသူတင်းပြန့်ဤဇီမောင်ကဝင်ထောက်သည်အေးဒီမှာတင်းပြန့်ဤယောက်ျားတယောက်ကမိန်းကလေးတယောက်ကိုချစ်တာ အပြစ်မဟုတ်ပါဘူးအခုတို့အကိုကြီးကယူသားတွေကျူးသားတွေတစ္ဆာရှိတယ်နေဘက်ကဘာမှငင်းစရာ မရှိပါဘူးလင်းထိုက်တကယ်ပဲသူ့အတွက်ဝင်ပြောပေးနေ၍ကိုမြမောင်ရင်ကော့သွားသည်ဒီလိုယူသားကျူးသားတဲ့လူတယောက်ကိုငါမာတာညမရှိရင်နင်းရလိုက်တော့မှာမဟုတ်ဘူးငါကြီးတော်ကြီးကလည်းသွေးဆုံနေပြီမို့သွေးဆုံနေသူချင်းကလည်းပေါင်းလို့မသင့်တော့ဘူး အဲ့ဒါကြောင့်နင့်ကိုလက်ခံပါလို့ပြောနေတာပါ လင်းထိုက်စကားကြောင့်ဘေးလူများပြုံးစေစေဖြစ်သွားသည်တင်းပြန်ဤကသာခါထောက်၍နေပါနင်းကအခုဘသူအတွက် ပြောနေတာလဲလင်းထိုက်ကခက်တီတီနဲ့သူ့နောက်မှာယက်နေတဲ့ကုမြောက်မောင်အားလှဲ့မကြီးပဲလက်မနဲ့ညွန်ပြရင်သူ့အတွက်ပဲသူစကားလေကြာရောတင်းပြန်ဤကဒေါသထွက်ဟန်နဲ့အော် နေငါကြားကပွဲစားလုပ်နေတာပေါ့ဟုတ်ပါအချစ်ပွဲစားလီအချစ်ပွဲစားဟုတ်လားအေးဒါဆိုငါကသူ့ကိုပရိုက်ချင်းနေဆိုကြားကသူ့ကိုစားနေကိုရိုက်ရမှာလားတင်းပြန်ကြီးရဲ့ကြက်ကြလက်ကြစကားကြကြားကဇီမောင်ပင်ပြားတောက်သွားသည်သို့တော်လေလင်းထိုက်ကခက်တီတီပင်ကောင်းကူပါတဆက်ဆက်ညင်ရင်နဲ့ရပါတယ် သူကူစားဂျားဝင်ပြောပြတဲ့အတွက်သူကူစားငါကူကပရိုက်ချင်းတယ်ဆိုလဲရပါတယ်အေးဒါဆိုလေတင်းပြန်ကြီးကတကယ်လှုပ်ရမ်းပြင်းသည်ဒါကိုလင်းထိုက်ကနေရခဏနေရလက်မြောက်ထားသောတင်းပြန်ကြီးရဲ့လက်လီတဲ့တန့်သွားသည်နေအခုမကြည်နဲ့လို့သူကူစားငါကူပရိုက်ချင်းရပါတယ်ငါမငင်းပါဘူး ဒါပေမဲ့နင်သည့်ထားရမှာကငါကြားဝင်ပြောပြီလို့နင်တို့အစဉ်ပြေသွားတဲ့အခါမင်္ဂလာဆောင်တဲ့အခါသူ့ကူသားငါကပရိုက်ခံထားပြီးတဲ့အတွက်မင်္ဂလာဥမာသူ့စကားပင်မဆုံးလိုက်တင်းပြန်ဤကဟေးသေချင်းစနင်ကအဲ့ဒီအကြံကြီးနဲ့ပေါ့ဟုတ်လားဟာငါကအနစ်နာခံထားဘူးလေတော်ပြီတော်ပြီနင်တို့ကိုဘာမှမပြောတော့ဘူးဟုဆိုကား လာရလန့်အတိုင်းပြန်လှည့်သွားကြလေသည်ညာကိုပင်လင်းထိုက်ကအတန်ကျဲကျဲနဲ့ဟဲ့စည်းကွက်နေမင်္ဂလာဆောင်ရင်ငါကမမိနဲ့နော်ဟိုကလှည့်ပင်မကြည့်တော့အုပ်စုလိုက်ကြီးတုတ်ချေတင်သွားတော့သည်လင်းထိုက်ကတော့ထုံးစံအတိုင်းတဟားဟားရေမောရင်ကျန်ခဲ့သည်နောက်မှကိုမြမောင်ဘက်လှည့်၍တက်ကနစ်မှားနေတာဗျဟေးဘယ်လို့ ကိုမြမောင်ကဝီချောင်ချောင်နဲ့ပြန်မေးသည်။နောက်လင်းထိုက်ကကိုမြမောင်ပခုံးကိုလှမ်းဖက်ရင်းခြေလန်းကိုစကားဒီလိုပြ။မိန်းကလေးတွေက သူတို့မှာအဖော်ပေါင်းရှိနေရင်တိတ်ကိုတတ်တည်ကောင်းကြတာ။အော်အဲ့လိုလား။ကိုမြမောင်ကစကားကိုထောက်သည်။ဆူယူစကားကိုကမိမသုံးယောက်စုမိသွားရင်ကြားဖြစ်သွားတဲ့။တွေ့ကြရလူကိုလှည့်စားလို့ရတယ်ထင်နေတာ။ နောက်ပြီးတငယ်ချင်းတွေရှိစုတော့ဘူးစုတယ်ဗျ။တကယ်ကြိုက်နေရင်တော့အဖြေမပေးဘူး။မိမတွေကအဖြေပေးချိန်မှာတိတ်ဆိတ်နေတာဘူးကြိုက်တယ်ဗျ။အဲ့ဒီတော့အဲ့ဒီတော့ရှင်းရှင်းလေးဗျ။သူတယောက်တည်းရှိချိန်ကိုချောင်းတယောက်တည်းရှိချိန်ဆိုအတင်းလက်ဆွဲပြီးအဖြေတာရကူရရစီမယ်ဗျ။အာမခံနေ။လင်းထိုက်ကသူ့ရင်ဘတ်သူတပုံပုံထူရင်ပြောသည်။ကိုမြမောင်က မင်းဟာကသေးကြလူလားကွာ။ Okay ။လင်းလိုက်ကစကားမဆက်သည်ပဲရေရွတ်သည်။တဘောကတော့တဲလဲနုပါသေးလားဆိုတဲ့တဘော။ပြီးမှကျွန်တော်ပြောတဲ့အတိုင်းသာလုပ်ပါဗျာ။မောင်မြင်ရင်တဘောရှိပြော။ Oh ။နောက်ပြီးတော့တင်းပြန့်ဤပြောတာကျွန်တော်ကြားဘူးတယ်။ဟေးဘာဘာပြောတာလဲ။ဘာပြောလဲ။ငါအကြောင်းလား။အေးပေါ့။ ဘာတဲ့လေအဲ့ဒီလူကြီးကို ကြည့်လို့ကိုမရဘူးတဲ့အခုနောက်ကအားတက်နေတဲ့ကိုမြမောင်ကြီးပြန်ပြော့ကြသွားသည်ဒါကိုလင်းထိုက်ကဟာအဲ့ဒီလူပြောတယ်ဆိုတာသူ့စိတ်ထဲမှာကိုမြမောင်ဆိုတဲ့လူကြီးစိုးမှုနေလို့ပေါ့ဗျာကိုမြမောင်ကြီး အားတက်သွားပြန်ကလင်းထိုက်ရဲ့ပခုံးကို ကလေးတယောက်လိုလှုပ်ရမ်းရင်းနေမင်းဟာကသေးကြလူလားကွာအာသေးကြတာပေါ့ သူ့စိတ်ထဲမှာဒီလူကြီးစိုးမှုနေတာကိုမခံမရပ်နိုင်လို့လို့ဖွင့်အံလာတာစိတ်ထဲမှာမရှိရင်ဘယ်ပြောပါမလဲဟုတ်ဘူးလားဟုတ်တယ်မဟုတ်လားဈေးမလင်းထိုက်ကသူ့ဘာသာသူပြောနေရင်းနဲ့ဈေးမောင်ကိုစစ်ကူလှမ်းတောင်းသည်ဈေးမောင်ကလိုက်တဲ့ပင်ဟုတ်ပါဟုတ်ပါဟုဆိုရင်အပြေပေးလိုက်သည်ဒါကိုကိုမြမောင်ကဒါဒါဆိုငါဘယ်လိုလုပ်ရမလဲโอเคပြောပြီးပြီလေး ပါလေတယောက်တည်းရှိနေချိန်မှာ လက်ဆွဲပြီးအဖြေတောင်းမှလို့ကိုမြမောင်အားတဲ့သွားပြန်ကအေးမင်းပြောတာမဆိုဘူးတင်းပြန်လေးတယောက်တည်းရှိနေချိန်အတင်းလက်ဆွဲပြီးအဖြေတောင်းမယ်မြမောင်ဒီတခါတေချာပေါက်စွန်ပြီးกว่าကိုမြမောင်ကလင်းထိုက်အကြံကိုသဘောကျရင်းနဲ့သဘောကျစွာရည်သည်နောက်ကိုလင်းထိုက်ကကဲဒါဆိုကျွန်တော်ကိုခွင့်ပြုအေး ကျေးဇူးပါပဲကွာရပါတယ်ဒါမျိုးကအေးစေးပါဒါနဲ့ဘယ်နေအားလဲဘာလုပ်ဖို့လဲတင်းပြန်ကြီးကိုဝိုင်းပြောပေးဖို့လားမဟုတ်ဘူးတွေ့ကမလို့တေကိုမြမောင်ရဲ့ကျင်းစုတဲ့များညံစီသွားသည်လင်းထိုက်ကတော့တဟာဟာရဲ့ရင်နဲ့ဈေးမောင်ကိုလန့်ခေါ်ကလန့်ထွက်လာတော့သည်ကောင်းကင်တွင်မိုးရိပ်မိုးငွေများမြို့နေပေပြီ မကြမီမိုးရတီကိုရောက်တော်မီနမိတ်ပုံများနေပါဦးမင်းကဒါလဲတက်တာပဲလားဇီမောင်ရဲ့အမေနောက်လင်းထိုက်ကဘာကိုလဲအဲ့ဒီလိုတမီကြီးသာဆက်ပေးတာလေလင်းထိုက်ကရေနေလိုက်သည် အတန်းကြမမယုံရင်ကြည့်နေကိုမြမောင်ကြီးမကြခင်ရည်သားရလိမ့်မယ်အေးတိတ်မကြခင်မှာပဲသူ့အသေးပြန်ကွဲရလိမ့်မယ် ဈေးမောင်မျက်မှောင်ကြုံတော့သည်မင်းဟာကသေးကြလာကြီးလားတိတ်သေးကြတာပေါ့ကွာငါတွေးရင်လွဲကိုမလွဲဘူးအော်ဒါနဲ့မင်းဒီမနေ့ဘဲပေါက်ငုံနေတာတွေးလိုက်တယ်မဟုတ်လားဟေးလင်းထိုက်စကားကြောင့်ဈေးမောင်ပါပြန်ပြောရမှမသိဖြစ်သွားရသည်ပြီးမှဇဝေဇဝါနဲ့မင်းမင်းဘယ်လိုသိရလဲမထူးဆန်းမှဘူးကွာ ငါကမင်းတို့ကိုပြန်ချောင်းခဲ့တာပေါ့မင်းလှုပ်တယ်လို့ပေါ့ကွာအော်ဇီမောင်သူလှုပ်ခဲ့သမျှလင်းထိုက်သိနေ၍ရှက်ကိုရှက်ကန်ဖြစ်သွားသည်အတန်းကြာမှတပြင်းချရင်းနဲ့အေးမင်းဟာကအရာရာကိုသိနေတယ်လို့ပဲလင်းထိုက်ကဘာမှပြန်မပြောပဲရဲရွေ့သာနေသည်ဇီမောင်ကသာဆက်၍ငါလဲမင်းလိုဖြစ်ချင်တယ်ကွာလင်းထိုက်ကဘာမှပြန်မပြော ရဲ၍သာနေသည်မင်းဟာငါရဲ့သူရဲကောင်းပါပဲလင်းထိုင်ဇီမောက်ကိုရဲရင်နဲ့ပြန်ဝေကြည့်သည်ပြီးမှငါကမင်းရဲ့သူရဲကောင်းတော့မဖြစ်နိုင်ဘူးတရဲကောင်းပဲဖြစ်မယ်ဘယ်လိုတရဲကောင်းလေလင်းထိုင်ကမျက်စိကြည့်ပြူးရှာကြည့်ထုတ်ကတရဲပုံလှုပ်ပြသည်ဇီမောက်ကလင်းထိုင်လှုပ်ပြပုံကိုသဘောကျစွာရဲသည်လင်းထိုင်ကဆက်၍ အဲ့ဒီလိုတရေကောင်းလေးကင်ထားရမှလဲကြလွှတ်ချလိုက်ရမှလဲဝင်လေးနဲ့ဘာလို့ရမှမသိတဲ့တရေကလင်းထိုက်ကဇီမောင်ကိုချက်သည်ဇီမောင်ကတော့လင်းထိုက်ပြုလို့သည်များဥဒမတက်ရေရင်သာလင်းထိုက်ကနှာခေါင်းကိုလန်းမျက်လုံးကိုစွဲ၍ဘဲပေါက်ကပညာနဲ့ကြိုးစားပြီးဖြစ်လာတဲ့တရေကောင်းကြီးမင်းဘဝကိုပြုတ်စားဖို့လာနေပြီအေးမင်းမကြောက်ဘူးလားဇီမောင်က လင်းထိုက်ရဲ့အပြူမူကိုဗိုက်ပင်နှိပ်၍ရေနေသည်။အော်အခုတော့လေရာသီဥတုကမိုးရိပ်များဖြင့်တာတာယာယာ